ဟုတ်တယ်မဆင်းလာလားဟုတ်တယ်လို့မှတ်တမ်းရှင်းလုပ်ပြရလေအော်ရောဟာသူရေးလေးတော့လားနော် Thank you อืมချစ်ကိုကြည်ရလေဒီအိမ်ရောက်လာမှာပေါ့နည်းနည်းခန္ဓာကိုယ်စစ်သွားသလားလို့ဟုတ်တယ်ဒီတော့ကနည်းနည်းများပို့ပြီးပိန်သွားလာလို့ပို့ပို့လေอืมအဲ့ပို့မင်းလို့ချစ်ခုနောက်ပိုင်းဆိုချစ်လေးတင်ငန်းတော့ချိန်ပိတ်ပြီးပေးပြီးပို့ပေါ့နော်ပုံမှန်လေးစားတယ်အဆိုရင်ဘာဖြစ်လို့ညာဝိတ်တွေကကြောက်ညာနေပြီးပေါ့နော်အော်ချစ်က workout တွေကိုတခြားအချိန်မပေးနိုင်မင်းနဲ့ပုံပုံမှန်စားနေုံနဲ့ဘာလို့ဝေးကြနေရလဲဆိုတော့ချစ်က NEAT နိလို့ခေါ်တယ် Non Exercise Activity Thermogenesis ပေါ့နော်လေ့ကျင့်ခန်းမဟုတ်တဲ့ပြင်ပတတိယလှုပ်ရှားမှုတွေကနေချစ်ကယ်လူတွေလောင်ကျွမ်းနေလို့ဒီဟာဝိတ်ကြနေတာဟုတ်မယ်လေနော်ကိုယ်ကဆိုဒါပေါ့ချစ်ချစ်မနဲ့စောကြီးထားတယ်ကွာနော်မနဲ့စောကြီးထားတဲ့ချစ်ကိုရုပ်ကိုထမင်းနေဟင်းနေချက်တယ်ပြီးရင်အိမ်တိန်လုံးကိုတန်းရှည်ထုတ်တယ်နော်ဒါပြီးရင်ကိုကိုယ်အလုပ်သွားဖို့လိုပါတယ် နော်ပြီးလို့ရှိရင်ချက်ကဈေးသွားတယ်တသဝေယဝိစာလေးလုပ်တယ်တနေကုန်မှာပေါ့အချက်အရင်တော့အထိုင်များခဲ့ရင်တော့မှအခုအထိုင်အလောက်မများတော့ဘူးနော်အထိုင်မများတော့ဘဲနဲ့ဝေယဝိစာရဲ့တအိမ်လုံးအတွက်လုပ်နေရင်ချက်ကတော့ကိုယ့်အိမ်လုံးကိုလုပ်နေတာဒါပေမဲ့တစ်ဖက်မှာမတိမတာလေးလှုပ်ရှားမှုတွေများလို့ကယ်ယူလောင်ကျမ်းမှုများနေတယ်အားကြောင့်ချက်ကဝေးကြနေတာဖြစ်တယ်အကြောင်းမို့ခန္ဓာကိုယ်ကဆက်သွားတယ်။ဒါမှမဟုတ်ဝိကြတော့လားဝိကြတော့လို့ခန္ဓာကိုယ်ဆက်သွားပါ့။ဒါဆိုရင်ချစ်တို့အရှင်မတွေကလက်ချင်ရဲ့အတွက်အချိန်မပေးနိုင်ဘူးဆိုရင်လည်းဒီလိုမျိုးအင်းကိစ္စတွေလုပ်ရင်းနဲ့လည်းဝိကြဖို့အတွက် ခွင့်ရေးရှိတာပေါ့နော်ရှိရပါ့ရှင့်အိမ်မူကိစ္စဆိုတာလည်းထိုင်လို့ရတာမဟုတ်တဲ့အတွက်လှုပ်ရှားနေရတာပဲနော်ဟိုအင်ရှင်မာလူရေးဆိုရင်တနေ့တာအိမ်ကိစ္စတွေအိမ်မူကိစ္စတွေလုပ်တယ်အိမ်ရဲ့ဝေယဝက်ဆိုက် လုပ်တယ်သာသမီရှင်သာသမီရဲ့ဝေယဝက်ဆိုက်တွေအစရှိသမျှပေါ့နော်အလုပ်ရှင်လည်းကိုယ်အလုပ်လေးတွေလွှဲဖက်ပြီးလုပ်ကြတယ်ပေါ့အဲ့ဒါတွေကလည်းလှုပ်ရှားနေရတာပဲမသိမသား လှုပ်ရှားနေရတယ်ကိုကတော့ကိုအိမ်လုံးမှုလို့ဘာမှဒီတိုင်းပဲပေါ့ပါအလုပ်လိုက်တယ်ဒါပေမဲ့တစ်ဖက်မှာကယ်လိုရီလောင်ကျွမ်းနေတယ်အဲ့လိုကယ်လိုရီလောင်ကျွမ်းပြီးတော့သူအထိုင်များတဲ့အမူအကျင့်လေးကိုလည်းသူရှော့ချပေးရောက်တယ်တစ်ဖက်မှာလည်းကယ်လိုရီလောင်ကျွမ်းမှုများလာပြီးတော့ဝေကျစေတာဖြစ်တယ်ပေါ့နော်အဲ့လိုအိမ်မူကိစ္စတွေလုပ်တဲ့အချိန်မှာကိုအစားတောက်လေးကိုပါတေချာလေးစနစ်တကျတွဲဖက်ပြီးအစားတောက်မယ်ဆိုရင်တော့ဝေကျဖို့တေချာတယ်ပို့ပြီးတော့ဟုတ်ဟုတ်ဒါဆိုဝေ့တော့ကြောက်သွားတယ်ခန္ဓာကိုယ်ချိုးစားလေးလေးလာခြင်းလေးဆိုရင်တော့ဘယ်လိုမျိုးတွေလုပ်ပြီးလို့ရလဲ အော်ဒီရှင်မာလေးပေါ့အိမ်မူကိစ္စလုပ်နေနေတဲ့ကယ်လူရီလောင်ကျွမ်းနေမယ်ဝေးကြနေမယ်နော်ဒါပေမဲ့ခန္ဓာကိုယ်ကိုချိုးစားလှဖို့ဆိုရင်တော့လေ့ကျင့်ခန်းတစ်ခုနဲ့တွေ့ဖက်ပြုလုပ်ရမယ်လေ့ကျင့်ခန်းထဲမှာမှာကိုရူပြောနေကြတိုင်းပဲကြော်သားလေ့ကျင့်ခန်းတွေဖြစ်တဲ့ resistant training resistant training ဆိုတာတချို့ကဂျင်သွားဆော့မှလို့ထင်တယ်ဒါပေမဲ့ဂျင်မှမဆော့ပဲနေလေကို body weight ကိုသုံးပြီးပြီးတော့ resistant training လုပ်လို့ရတယ်ခု resistant band လေးလည်းခုနောက်ပိုင်းပေါ်နေကြတယ်နော်အဲ့လို band လေးနဲ့လုပ်လို့ရတယ်ပြီးတော့ page မှာလည်းနေစင် အိမ်မာနေနေပဲကြွက်သားလေးတွေအသုံးပြုပြီးလေ့ကျင့်လို့ရမယ်လေ့ကျင့်ခန်းတွေအချိန်ဒီတိုင်းတင်ပေးနေတယ်နော်အဲ့ဒါလေးလက်ကြည့်ပြီးတော့လုပ်လို့ရတယ်နော်ကိုတို့ကလေ့ကျင့်ခန်းတစ်ခုတွဲလို့မယ်အိမ်မူကိစ္စလေးလုပ်မယ်အစားအသောက်ကိုလေးသေချာစနစ်ပြစားတော့မယ်ဆိုရင်ဖလာပြီးသားလို့မိမိရှိပြီးသား weight တွေမိမိရှိပြီးသားခန္ဓာကိုယ်ချိုးစားလို့လည်းထိန်းထားနိုင်မယ်ဝါအနေနဲ့လို့ကလည်း weight ချဖို့အတွက်ပို့ပြီးအထောက်အကူပြုမယ်ဟုတ်ကဲ့ပါနော်ကျေးဇူးတင်ပါတယ်ဟုတ်ပါကျေးဇူးဟုတ်ကဲ့ပါကျွန်တော်အရှင်မာလေးလေးအိမ်မာနေရင်အိမ်မူကိစ္စလေးလုပ်ရ ရဲ့ခန္ဓာကိုယ်ဝိတ်ကိုကြာနေတယ်လို့အဲလှပီးသားတွေလည်းမိရဲ့ခန္ဓာကိုယ်ဝိတ်လေးတွေလည်းထိန်းထားလို့ရတယ်။အဲ့ဒီအပြင်ပို့ပြီးတော့ခန္ဓာကိုယ်調査ရတဲ့နောက်ပါကျင်နေဆိုရင်နာမဆရာပြောတာလည်းပဲလက်ကျင်နေလို့လည်းတွေ့ဖက်ပြီးတော့လုပ်နေအစားတောက်လို့လည်းစဉ်းစားစားတောက်နေဆိုရင်တော့ခန္ဓာကိုယ်လည်းချူတမမဖို့အတွက်ထောက်ကူပြုလို့နေလဲတောက်လို့လည်းအားရရမှာဖြစ်ပါတယ်။ဒီဗီဒီယိုရဲ့ဗီဒီယိုကြည့်နေတဲ့အင်ရှင်မာလေးတွေအတွက်အဆင်ပြေမယ်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။ အဆင်ပြေတယ်အကျိုးရှိခဲ့ဆိုရင်အောက်ကကွန်မန့်မောက်တီတကူမှာမှတ်ချက်တကူရေးခဲ့ပြီးတော့အခြားအင်ရှင်မာလေးလေးပြီးအောင်ပြန်လည်ညောင်းပေးဖို့ကျွန်တော်တောင်းဆိုပါတယ်နောက်ထပ်သိကျင်တဲ့ fitness နဲ့ပတ်သက်တဲ့ဘူဒ္ဓတာတွေလက်ကျင်ခံတွေသိကျင်တဲ့ရှင်ကအောက်ကကွန်မန့်မောက်တီမှာရေးပြီးတော့မေးခဲ့လို့ရပါတယ်ဗီဒီယိုလေးကိုစုံလင်ကြည့်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်